်မချမ်းရဲ့စတော်ဘယ်ရီအရည်တွေလေဝယ်ရခက်လို့လေဒီအသီးလေးနဲ့စတော်ဘယ်ရီရည်လေးလောက်ပြပါလားမချမ်းရတာပေါ့အဲ့ဒါဆိုချစ်တယ်လို့ပြောချစ်တယ်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 โอเคအရေတွေဝယ်ရခက်တဲ့သူတွေအတွက်ကိုဒီလိုမျိုးအသီးနဲ့စတော်ဘယ်ရီအရေဘယ်လိုလုပ်ရလဲဆိုတာချမ်းတဲ့အတူတူသွားကြည့်ကြမယ်လားအင်းဦးဆုံးစတော်ဘယ်ရီအသီးကိုတထုပ်သုံးမယ်သူကဒီလိုမျိုးအခဲလာတယ်ပေါ့နော်ဒါလေးကိုချမ်းတို့အင်းဦးဆုံးကြိတ်လိုက်မယ်နော် နည်းနည်းလေးခြေလိုက်ပြီးရင်ရေ150 ml ထည့်လိုက်မယ်။ထည့်ပြီးသွားလို့ရှိရင်ဒီနှစ်ခုကို ရောကျိတ်လိုက်မယ်နော်။လောက်ဆိုရပြီမျိုးမညက်တညက်နေသားဆိုရင်တော့ရပြီเนาะကဲဒါတွေအကုန်လုံးကိုကြိုလိုက်မယ်เนาะမီးအေးအေးလေးနဲ့ကြိုပေးမယ် ဒါကြတော့တကြားကို300ဂရမ်ထက်ပါနော်။ကဲတကြားထည့်ပြီးသွားရင်တော့ချင်တို့စာအနည်းငယ်ထည့်ပေးမယ်နော်။ဒီလိုမျိုးဇွန်းလေးနဲ့တစွန်းဒါလေးကိုအကုန်လုံးနှံ့သွားတဲ့အထိမီးအေးအေးလေးနဲ့ကြိုထားပေးလိုက်မယ်နော်။ ီလောက်ဆိုရင်တော့ strawberry အရေလုံနေလေးကတော့ဒီလောက်ပါပဲတကယ်လို့မကွာသုံးတဲ့ခါကျရင်ချမ်းကနည်းနည်းပြစ်တာပိုကြိုက်လို့ရေနည်းနည်းလေးထည့်တယ်တကယ်လို့ကွာကျဲတာပိုကြိုက်တယ်ဆိုရင်တော့ရေသစဖတ်ပြီးတော့မှထည့်လို့ရတယ်လုံနီးလေးကိုအလုံးလိုက်လုံတက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ချမ်းရဲ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပြီးတော့ comment မှာရေးပေးခဲ့ပါအောင်အားပေးနေတဲ့သူတို့ချင်းစီကိုကျေးဇူးတင်ပါတယ်တပတ်တိုင်းစုကချမ်းပါဘိုင်ဘိုင်